ရေးစားရပါတော့ကျွန်တော်ရဲ့ချမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဒီကျွန်တော်ခြေတော်ကိုပေါ့နော်တက်တာပြီလားမင်းနေကြတဲ့ကျွန်တော်အားပေးကြတဲ့ချမိတ်ဆွေတွေပေါ့နော်ခြေတော်ကတော့ပတ်တီဖြီထားတယ်ပေါ့နော်ပတ်တီဖြီပြီးတော့မှ ကျွန်တော်ခုဆိုရင်ဝင်ဝင်မြက်အဝင်ဝင်မြက်ကလေးနေတိုင်းလင်းပြီးတော့မှအောင်ထားတယ်ပေါ့နော်အဲပတိဖြီကစားကတော့ကျွန်တော်ကရောင်ရောင်တာပေါ့နော်ရောင်ကြံနေတယ်အခုတော့ရောင်တော့ယော့တော့ပါတယ်နော်ရောင်ယော့သွားပြီသူကဘာလို့ဖြစ်တယ်ဆိုလို့ရှိရင်ရောင်ခြေဖွာတွေပေါ့နော်ခြေဖွာတွေကအကွက်ကြောင်းတွေလို့လို့ဆူတွေနဲ့ထိုးတယ်လို့အဲ့လိုတစ်ခါတည်းတစ်ခါတည်းမှာပေါ့လို့ညအေးတဲ့အချိန်ဒီမှာတော့ ဖြစ်တယ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကအာယုံကြောနဲလို့လားပါလားတော့ပြောတတ်ဘူးပေါ့နော်ဒီဖနာတော့နည်းနည်းတင်းနေတယ်ပေါ့နော်ဖနာတော့ဖနာအောင်ချရတော့တင်းနေတယ်နော်ဟုတ်ကဲ့ပါအဲနည်းတက်တက်လာပြီဆိုတော့အကြောင်းကျွန်တော်ပြောပြတာပေါ့နော်ဟုတ်ကဲ့ပါအခုကျွန်တော်၈ရက်၁၂လ၂၀၂၅ ညနေ၄နာရီခွဲအတွက်ကျွန်တော်ချင်းမိတ်ဆွေများကြိုက်တူရင်လည်းထိုးလို့ရအောင်လို့ကျွန်တော်မြင်ထားတွေ့ထားတဲ့ site လေးတွေကိုချပြပေးမှာဖြစ်ပါတယ်ကျွန်တော်ချင်းမိတ်ဆွေများကတော့မိတ်ဆွေတို့ကြိုက်မှမိတ်ဆွေတို့ထိုးပါเนาะကျွန်တော်ကဒီကနေ့ရရဆိုတိုင်းလည်းထိုးเสียမလို့เนาะမိတ်ဆွေတို့မားမှန်ဆိုတာရှိရပါเนาะမိတ်ဆွေတို့ကြိုက်မှထိုးပါကြိုက်ရင်ထိုးရမလို့ပေါ့เนาะဟုတ်ကဲ့အခုကျွန်တော်ပြထားတဲ့ site လေးကတော့သူကတော့ရိုးရိုးရှင်းရှင်း site လေးပေါ့เนาะ စိမ်းအောင်ဝိုင်းထဲမှာရှိတဲ့တုံညတစ်ဆိုတဲ့ကဏ္ဍကအတော့အောက်မှာ၈နဲ့၈ကိုကျော်ပြီးတော့မှ၈၈ကိုခြားပြီးတော့မှာပေါ့နော်တစ်တုံညဆိုပြီးတော့ပြန်ထွက်တာကိုတွေ့ရပါတယ်အဲနောက်တစ်ခုကကြအမိယာနော်အမိယာဝိုင်းထဲမှာရှိတဲ့၈တုံညဆိုတဲ့ကဏ္ဍနှလုံးအကြတော့96နဲ့9ကိုခြားပြီးတော့မှနှစ်ပင်ခြားပြီးတော့မှ၈တုံညဆိုပြီးတော့ပြန်ထွက်တာကိုတွေ့ရပါတယ်အခုတတိယ၃ပင်ကူလေးကကြတော့ ပြာရောင်ဝိုင်းလေးပေါ့နော်ဒီအပြာရောင်ဝိုင်းလေးထဲမှာဆိုလို့ရှိရင်ခွန်းနဲ့တုံညတော့ခွန်းနဲ့တုံညနဲ့ရှိရပေါ့နော်အဲ့ဒီခွန်းတုံညဆိုတဲ့ကဏ္ဍကလည်းတုံညရှစ်တုံညလို့ပဲတုံးမင်ကိုဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့ညနေခွန်းတုံညတုံးမဟုတ်တုံညခွန်းပေါ့နော်အဲ့ဒီ cycle လေးကိုလည်းကျွန်တော်ချိန်မယ်ဆိုရင်ကြိုင်ထိုးကြည့်ပါကစမ်းကြည့်ပါနော်အဲ့ဒါတော့နောက်ထပ်ကျွန်တော် site တခါလေးဆွဲပြပေးမယ်ပေါ့နော်မနေ့၄နာရီခွဲအတွက် ပြာရောင်အကွက်ထဲမှာရှိတဲ့တစ်တစ်ကိုပေါ့နော်အဲ့ဒီတစ်တစ်ကိုပေါင်းလိုက်လို့ရှိရင်7နော်7ဆိုတော့ကျွန်တော်ကတစ်တစ်တစ်ဘရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ် dictate tip rate ပေါ့နော်အဲ့ဒီ tip rate ကကျွန်တော်ဒီမှာ dictate tip rate ကတစ်တုံညဆိုပြီးတော့ထွက်တာပါလေညနေပိုင်းမှာတစ်တုံညဆိုပြီးတော့ထွက်ပါလေနောက်တစ်ပြန်နောက်တစ်ပြန်ဒီမှာကျွန်တော်အနီရောင်လေးနဲ့ပြပေးမယ် နီယောင်ထဲမှာရှိတဲ့ကဏ္ဍ3ဟာ3ရဲ့6ရဲ့2ရဲ့ပေါင်းလိုက်ရင်8 8ဆိုတော့ကျွန်တော်က8 take ship rate ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်ဒီ8 take ship rate ကညနေပိုင်းမှာ8300ဆိုပြီးတော့ထွက်တာတာကိုတွေ့ရပါမယ် တိတ်ရှစ်ပိတ်နဲ့ရှစ်တုံညာဆိုပြီးတော့ထွက်ပါလေနောက်တစ်ပင်နောက်တစ်ပင်တော့ကျွန်တော်အစိမ်းအောင်လေးနဲ့ပြပေးမယ်ဆိုဒီမှာအစိမ်းအောင်လေးပေါ့နော်ဒီအစိမ်းအောင်ထဲမှာရှိတဲ့ကဏ္ဍ၃လောင်းကကျတော့၃ည၃၈နော်အဲ့ဒီ၃ည၃၈ကိုပေါင်းလိုက်ရင်၁၁ရပါမယ် न, पोइन्ट सत्य रचना စင်းအောင်လည်းကျွန်တော်ကတစ်ထိတ်တစ်ပရိတ်ဆိုတစ်ပရိတ်ဆိုပြီးတော့ယူထားတယ်အဲ့ဒီတစ်ထိတ်တစ်ပရိတ်ဒီအပေါ်ကတစ်ပရိတ်နဲ့ရှစ်ပရိတ်တို့ဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့ညနေတစ်ထိတ်တစ်ပရိတ်ဆိုရှင်တုံညာတစ်ပေါ့နော်တစ်တုံညာပေါ့နော်ပရိတ်နဲ့တွဲရမှာဖြစ်တဲ့အတွက်ကြောင့်ရင်းနဲ့တွဲရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့အာဆိုပြီးတော့ထည့်လိုက်မယ်နော်နောက်တစ်ခုကကြတော့ကျွန်တော်96အာဆိုပြီးတော့ထည့်ထည့်လိုက်မယ် ွက်ကပြစ်ပလိတ်ထဲကနေဒီနှစ်ွက်ကိုကျွန်တော် main ရွေးထုတ်ထားတာဖြစ်ပါတယ်เนาะကြော်ကြည့်တဲ့မိတ်ဆွေများရှိရင်ရှေ့မှာကျွန်တော်တကွက် site ကလေးပြထားတယ်เนาะဒါနဲ့ဆို၃ကွက်ပေါ့เนาะအဲ့တော့မိတ်ဆွေများနေနေကတစ်ထိတ်ကြရင်တစ်ထိတ်ကို ကစားပါเนาะ break ကြရင်တစ် break ကိုကစားပါအမိတ်ဆွေတို့ကြိုက်မှာပေါ့เนาะမကြိုက်ရင်လည်းမကစားနဲ့ပေါ့เนาะ ကေပါညနေ၄နာရီခွဲအတွက်စိုက်ကလေးကတော့ဒီလောက်ပါပဲကျွန်တော်ရှင်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဒီအန်ဒီရဲတွေကရှင်းကြပါစေလူရင်းစန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့တူတန်းပေကန်းဆွကျဲနိုင်တဲ့ပုံပုထူပုံပုမြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ရှင်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအချိန်နေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာယေရှုတင်ထိုက်တဲ့အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနေ့နေ့ပိုင်းမှာကျွန်တော်ကျွန်တော်မိတ်ဆွေအားလုံးနော်ပောက်ကြပါစေလို့ကျွန်တော်ထပ်ပြီးရွှေတောင်းပေးပါ